collagen deck ကကျွန်တော်တို့ရဲ့အသားရည်ကိုတင်းရင်းလားပါစေတယ်ဆိုတာအလုံးတည်ပြီးတာဖြစ်မှာပါ။ဒါပေမဲ့ဒီ collagen deck ကကျွန်တော်တို့အခြေအနေအမျိုးမျိုးကြောင့်ရောကျသွားနိုင်တယ်။ဘလို့အခြေအနေမျိုးတွေလဲဆိုတော့ကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံတွေပြီးတော့အပြင်ပဝန်းကျင်ရဲ့အခြေအနေတွေနောက်ပြီးတော့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကြောင့်ဒီ collagen collagen deck တွေကရောကျသွားနိုင်တယ်။နေထိုင်မှုပုံစံဆိုတာကျွန်တော်တို့ဘလို့နေထိုင်မှုပုံစံတွေလဲဆိုအရေးပြက်တာတွေနောက်ပြီးတော့စိတ်ပီစီပုံများတာနောက်ပြီးတော့စိတ်လိတ်တွေအရက်တွေတောက်တာနောက်ပြီးတော့ကျွန်တော်တို့ရေတောက်တာနဲတာရေတောက်နဲတာကြောင့်ရေတက်ခန်းချောက်တာတွေ နောက်ပြီးတော့ကျွန်တော်တို့အစားအစာစားတာနည်းတာကြောင့်အစာအာဟာရချိုးတဲ့တာတွေကကျွန်တော်တို့ရဲ့ပိုလီဂျင်တက်ဖို့ရောကြစီတယ်ဒါကတော့နေထိုင်မှုပုံတယ်ပတ်ဝန်းကျင်အခြေအနေကကြတော့ကျွန်တော်နေတို့ညဉ့်ညမ်းတာတို့နောက်ပြီးကျွန်တော်တို့ခန္ဓာကိုယ်အစိတ်တင့်တာတို့နောက်ပြီးတော့နေရောင်ခြည်ထဲမှာကျွန်တော်နေရောင်ခြည်အထိတွေ့များတာနေရောင်အပြင်ထွက်ပြီးတော့နေရောင်ခြည်အထိတွေ့များတာတွေအဲနောက်ပြီးတော့ကျွန်တော်တို့မာယုံနဲ့ကျွန်တော်တို့လည်းဓာတ်မတည့်တဲ့ဒီအလောက်ကုန်ပစ္စည်းတွေတုံးချွဲတာတွေကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ collagen တက်ကိုရောကြစေဒါကတော့ပြင်ပပတ်ဝန်းကျင်အခြေအနေရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုဆိုတော့ကျွန်တော်တို့ရာအချိန်ကြီးကျွန်တော်တို့အသက်တွေကြီးလာနော် လက်ကြီးလာပြီဆိုတော့ကျွန်တော်အိုမင်းရော်ဘူးဖြစ်လာပြီဆိုရင်ကျွန်တော်ကောလဂျင်တက်ကပုံမှန်လို့မထုတ်လုပ်နိုင်တော့ဘူးဒီလိုမျိုးအိုမင်းရော်လာအိုမင်းရွံ့ရုံမှုဖြစ်ဖြစ်ပြီဆိုတော့ကျွန်တော်ကောလဂျင်တက်ကရောကြမယ်နောက်ပြီးကိုယ်လေးချိန်ရရုပ်ပြကြဆင်းသွားတာမျိုးဆိုတော့တို့အသားအသားရည်တွေကရော်တွဲကြလာလို့ကောလဂျင်တက်ကိုရောကြစေနော်ဒီလိုအခြေအနေတွေမဖြစ်အောင်ကျွန်တော်တို့တက်နိုင်ကြမြားဒီအရာတွေကိုတက်နိုင်ကြမြားထိမ့်သိမ့်မယ်ရှောင်ကျင်တင်ခင်ဗျာနော်အဲ့တော့အဲ့လိုမျိုးအရာတွေထိမ့်သိမ်းရှောက်ရှောက်နေမှာကျွန်တော်တို့ကနောက်ထပ်ဒီ collagen တက်ကိုဖြည့်သွက်ဖို့အတွက်ဒီ collagen တွေကိုကျွန်တော်တို့တောက်ကြရတာဖြစ်တယ် တော်ဒီလက်ထက်မှာတိုင်ထားတဲ့ collection လေးကကြတော့ more collection လေးပဲဖြစ်တယ်နော်ဒီ more collection လေးကဆိုရင်တော့ပင်နေရှိအိုးအောက်အနက်မှာရရှိတဲ့